တွင်းစစ်မှာဘုံမကျက်ရအောင်လို့တနေရမှပြမထားတော့ဘူးကျဲကျင်နေတဲ့ဟာကျဲမယ်အကြမ်းမသမားရဲ့ရှိနေတာကျဲမယ်တိုင်းပြည်တို့ကလိုအပ်လို့လှုပ်တာလှုပ်သိလှုပ်တိုက်လို့လှုပ်တာတိုင်းပြည်တို့ကလှုပ်တဲ့အရာမှန်တယ်မအလုံးတရားတယ်မျှတတယ်ကိုကျိုးတို့ကလှုပ်တာမဟုတ်တိုင်းပြည်တို့ကလှုပ်တာကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကြီးတို့ကလှုပ်တာအလုံးတရားတယ်ဆက်ကျဲရမှာပဲမင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့တို့မှန်ကန်တဲ့တည်တင်းတို့ကိုအမြင့်တဲ့ရန်ရှယ်လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော် ဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒီဗမော်မျိုးတိုက်ပွဲအခြေအနေနဲ့ဒီဖားကန်မျိုးနဲ့တိုက်ပွဲအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ဒီကနေ့မနက်2နာရီခန့်အချိန်ကဗမော်မျိုးမှာရှိတဲ့ဒီတက်မတော်စကန်တီရှိတဲ့နေရာတွေကိုအကြံဖတ်သမားတွေကဒါတစ်ချိန်နဲ့တစ်ပြိုင်နဲ့သူတို့ဝင်တိုက်ပါတယ်ဝတိုက်တဲ့ခါမှာနောက်ပိုင်းကျွန်တော်တို့မနက်ခင်း၈နာရီမိနစ်30အချိန်ထိတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာတော့အကြမ်းဖက်သမားတွေကသူတို့ပြန်ဆုတ်သွားတယ်ပေါ့။အဲအကြမ်းဖက်သမားတွေကတော့ကျွန်တော်တို့ဒီမြို့ထဲမှာရှိနေဆက်ဖြစ်တဲ့ သူတို့ရရင်ရတယ်လို့သူတို့ဝင်တိုက်တယ်ဗောဗျာဝင်တိုက်တယ်သူတို့ရမလားဆိုပြီးတော့ကျွန်တော်တို့ဒီကနေ့ဘန်းနဲ့နှစ်နိုင်မှာဝင်တိုက်တယ်တိုးတော်လည်းပဲအကြမ်းဖက်သမားပြန်ဆုတ်သွားရတယ်တော့တိုက်ပွဲတွေကတော့ကြည်ဘမော်မျိုးတိုက်ပွဲတွေကတော့ကျွန်တော်တို့ဒီဆက်ပြီးပြင်ထမ်းမယ်ဆက်ပြီးပြင်ထမ်းမယ်ကျွန်တော်တို့တိုက်ပွဲကကြမယ်ဘာကြောင့်ကြလဲဆိုတော့တစ်ဖက်မှာကျွန်တော်တို့ဒါ KI ရဲ့စီးရေးကြီးမှာချက်ဖြစ်တဲ့ EAR မြစ်အရှိချမ်းထင်ချုံနိုင်ပါဒီဘဘမျိုးကတစ်ဖက်မှာကျွန်တော်တို့ဒီလိုင်ဇာနဲ့မိုင်ဂျာယန်ကိုထိန်းထားတဲ့မြို့တစ်ဖက်မှာတော့ကျွန်တော်ရှမ်းမြောင်းနဲ့ဒါဆက်နေတဲ့နေရာမှာတည်ရှိတာပေါ့ဗျာဆေးရကျွန်တော်တကယ်ကိုအရေးပါတဲ့မြို့ကြီးလည်းဖြစ်တယ် မြို့လည်းဖြစ်တယ်ကချင်ပြည်နယ်ဒုတိယမြို့တော်ပြီးရင်ကျွန်တော်တို့ဒီတရုတ်နဲ့တရုတ်နဲ့ကျွန်တော်တို့ဒီဘက်ကဗမော်နဲ့ကလည်းမိုင်အားဖြင့်ကျွန်တော်တို့ဒီမိုင်60ပတ်လည်လောက်ပဲရှိတယ်စေရေးစီဝိုင်းနိုင်ငံကြီးကအရင်ကိုရေးပါတယ်အရေးပါတဲ့ခါမှာကျွန်တော်တို့ဒီ KIA အတွက်လည်းအရေးအရေးပါတယ်လို့ပါပဲကျွန်တော်ဒီလက်ရှိနိုင်ငံတော်အတွက်လည်းအရေးကြီးတယ်အရေးကြီးတယ်အဲ့တော့ဒီဗမော်မြို့တိုက်ပွဲကနှစ်ဖက်စလုံးအတွက်ကျွန်တော်တို့အရေးပါတယ်အဲ့တော့ KIA ကလည်းဒီဗမော်မြို့ရရှိအတွက်သူတို့ကလည်းသူတို့ရဲ့မဟာမိတ်အဖွဲ့တွေနဲ့သူတို့ရဲ့ဒီစစ်သွေးကြောအုပ်စုမဟာမိတ်အဖွဲ့တွေနဲ့သူတို့ဝင်တိုက်တယ် ဝင်လိုက်တယ်လက်ရှိတော့သူတို့လည်းသူတို့မရသေးဘူးလက်ရှိကျွန်တော်တို့ဒီတက်မတော်ရဲ့ဒီ drone ထိုးစစ်ကျွန်တော်တို့ဒီမြေပြင်ဝင်ထိုးစစ်တွေကြောင့်အကြမ်းဖက်သမားတွေများစွာသေတယ်များစွာသေတယ်တချို့တို့ကျွန်တော် PDF တွေဆိုရင်လက်ရှိဒီ TikTok မှာတွေ့နေရတာပဲတွေ့တဲ့အတိုင်းပဲ TikTok တွေ Facebook တွေပါအဲသူတို့ဒီဗမော်တိုက်ဝဲမှာသေသွားတဲ့သူတွေပြန်ပြီးတော့သူရဲ့မိဘတွေအကြောင်းကြားတဲ့ခါမှာဆိုအလောင်းပြန်ပါမလားဘူးအလောင်းပြန်ပါမလားဓာတ်ပုံပဲပြန်ပါလားအဲ့လိုတကြုံနေရတယ်မနေ့ကပြီးတော့ကျွန်တော်တို့တိုက်ပွဲတော်မှာကျွန်တော်တို့ဒီကြာဆုံးတဲ့သူနဲ့ထိခိုက်ဒဏ်ရာရရှိတဲ့သူကထိခိုက်ဒဏ်ရာရရှိတဲ့သူကပုံများပါတယ် ဒါကျွန်တော်စစ်ပွဲရဲ့သဘောတဘာဝပါပဲစစ်ပွဲရဲ့သဘောတဘာဝမှာခင်ဗျားလူရောက်90ရှိတော့ခင်ဗျားတကယ်ထိကျကောင်းမှခင်ဗျား10ရောက်စကား20ပေါ့ဗျာဒါထိကျကောင်းမှကျန်တဲ့အရာတွေအားလုံးကခင်ဗျားအပြက်တယ်မျက်လုံးမျက်လုံးတွေကျွန်တော်တို့ကျွတ်ထွက်သွားတာတွေလက်တွေပြက်တာခြေထောက်တွေပြက်တာတွေပေါ့ဗျာဒီလိုသဘောတွေကများပါတယ်ဒုက္ခိတာများပါတယ်တော့ဗမောက်တိုက်ပွဲမှာဆိုတော့အကြမ်းဖက်တနည်းအားဖြင့်ဆို PDF အုပ်စုတွေလည်းများစွာကျွန်တော်ဒုက္ခိတာတွေဖြစ်သွားတယ်များစွာသိတယ်ထို့တူပါပဲဒီစစ်သွေးရ KI နဲ့သူတို့ရဲ့မဟာမိတ်တွေလည်းများစွာသိတယ်။တိုက်ပွဲတွေကကျွန်တော်တော်တော်လေးပြစ်ထက်နေတယ်။ ဘောမောင်မြို့တိုက်ပွဲကကျွန်တော်တို့အတွက်လည်းအရန်ကိုအရေးကြီးတယ်အရာဝီမြစ်အရှိချမ်းထိချုံနိုင်ပါ KIA ဘက်ကတော့ကျွန်တော်အရာဝီမြစ်အခြေခြံထိချုံနိုင်ရင်ကျွန်တော်တို့နိုင်ငံတော်ဘက်ကတော့ဒါဒီနိုင်ငံတော်ရဲ့ဂုံတွေကတပ်မတော်ရဲ့ဂုံတွေကကျွန်တော်တို့ကကျွန်တော်တို့အပါဝင်နိုင်ငံသူနိုင်ငံသားတွေရဲ့ဂုံတွေခါရတိတ်ကိုအရေးပါတဲ့တိုက်ပွဲပါအရေးပါတဲ့တိုက်ပွဲပါအဲ့တော့ဒီဗမာမျိုးအခြေအနေနဲ့ပတ်သက်ရင်ကျွန်တော်တို့ဒီကနေ့ဒီဘာမှစိုးရိမ်ရမှရှိသေးပါဘူးဒီကနေ့ဒီကျွန်တော်စိုးရိမ်ရမှရှိသေးဘူးအဲ့တော့ဒီညမှာကျွန်တော်တခုထပ်ပြောချင်တာကပြီးခဲ့တဲ့ဒီစနေနေ့ကဒီဗမာမျိုးမှာရှိတဲ့တပ်မတော်သားတွေအတွက်ဒါကျွန်တော်တို့ဒါမေဒီလာကိုသွားပြီးတော့ ကျွန်တော်တို့ဆက်လိတ်တွေပေါ့ဗျာဆက်လိတ်တွေမိဒီလာမှာတစ်ဆင့်ဒီဗမော်မြို့မှာရှိတဲ့တိုက်ပွဲဝင်တဲ့တပ်မော်သားတွေအတွက်ကျွန်တော်ပို့ခဲ့တယ်။အဲ့မှာဆိုရင်ကျွန်တော်ဒီမြုပ်သီးအစိမ့်မှုဆဲပေးတာလည်းကျွန်တော်ပို့ခဲ့တယ်။ပြီးတော့အဲ့မှာတပ်မော်သားတွေဒီစစ်တပ်ရဲ့တနခါလိမ့်မှုအတွက်ဆိုပြီးတော့ကျွန်တော်အဲ့မှာတနခါတုံးတွေတနခါတုံးကဗျာအပွေးအပွေးအပွေးမုံတုံးတွေပါတယ်ဒီအမြင့်မုံတုံးတွေပါတယ်။အဲ့ဒီအတုံးတွေမှာကျွန်တော်ထည့်ပေးလိုက်တယ်။စစ်တပ်နဲ့လိမ့်လို့ရအောင်။အဲ့တော့ဗျာဒီကြောက်ပြေမလို့ပေါ့ဗျာလက်ပေါ်မှာရေလေးရေလက်ပေါ်မှာလိမ့်လိမ့်လို့ရအောင်ပေါ့။လဲလို့ရအောင်ဒါသူတို့ပြောသေးချင်ပါတယ်အထုတ်တူပါပဲကျွန်တော်ဒီအပိုင်းမှာဒီဘမ္မမှာရှိတဲ့ဒီတက်မော်တာတွေအတွက် ီငဏီတူပေါ့ငဏီတူနဲ့ဒီငရုတ်သီးဖတ်ကြမ်းနဲ့အဆက်အဆက်ကြော်ပြီးတော့ကျွန်တော်ပို့ပေးပါအောင်မယ်ပို့ပေးပါအောင်မယ်ဒါကကျွန်တော်တက်မော်သားရဲ့အတွက်တကယ်အားတက်အောင်ကျွန်တော်နောက်နောက်ကနေပြီးတော့ကျွန်တော်တို့တတားလေးရှိချောင်ပြတာဖြစ်ပါတယ်အဲ့တော့ဒီအပိုင်းမှာကျွန်တော်ထပ်ပြီးတော့ပို့ပေးပါမယ်အဲ့တော့ဘမော်မျိုးပါရှိတဲ့တမောသားကြီးနဲ့ကျွန်တော်တို့တသားလေးရှိပါတယ်အဲ့တော့ဗမာမျိုးအခြေအနေနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ဘာမှဆိုရင်းစားမရှိပါဘူးဒီကနေ့မနက်2နာရီခန့်အချိန်မှာအကြမ်းဖက်သမားတွေကဒါသူတို့တစ်ချိန်နဲ့တစ်ပြိုင်နက်ဝင်တိုက်တယ်7နာရီမိနစ်30အချိန်မှာပြန်ဆုတ်သွားတယ်ပြန်ဆုတ်သွားတယ်အဲ့တော့ ခြေအနေကတော့ခင်ဗျားဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်အကြမ်းဖက်သမားတွေအကြမ်းဖက်သမားတွေဘယ်လောက်ထိဗမော်မှာဘယ်လောက်ထိစုပ်ပြတ်တက်သွားမလဲဆိုတော့ကျွန်တော်ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်အကြမ်းဖက်သမားတွေအလောင်းတွေဗမော်မျိုးအနီးမှာရှိရကျွန်တော်အရာဝီမြေထဲမှာဘောလုံးမျောစီရမယ်ဘောလုံးကိုမျောစီရမယ်အကြမ်းဖက်သမားတွေပြည်သူလူထုရဲ့ပြည်သူလူထုရဲ့အသက်အုံးကြီးစီစဉ်ကိုလာရောက်ဖျက်ဆီးတာခင်ဗျားဒီစစ်သွေးကြောအုပ်စုတွေကြောဗမော်မျိုးကြီးခင်ဗျားပြာကျသွားတယ်ဗမော်မျိုးရားကြမရှိတော့ဘူးခင်ဗျားတက်မတော်ကအပြေးဝပြန်ထိချုပ်ပြီးသွားရင်ဆိုရင်တော့ကခင်ဗျားဗမော်မျိုးတို့မှမိုင်းတွေရှင်းရမယ် အဆောက်အဦတွေဖြိုးရမှာမနေဘူးပဲမနေဘူးပဲပြီးရင်ကျွန်တော်တို့ဒီစစ်ကြံလက်နက်ခဲရန်နေရှင်းရမယ်အဲ့လိုရှင်းပြောရမှသာလေလူကပြန်နေထိုင်လို့ရမှာပြီးရင်ကပြမီဂျိုးတွေပြန်သွဲရမယ်ဘမောမျိုးစုပြတ်သွားသွားပြီဘသူတွေကြောင့်လဲခင်ဗျားတို့မြင်အောင်ကြည့်ဒီစစ်သွေးကြွ ANUG အုပ်စုတွေနဲ့ဒီဘက်က KIA စစ်သွေးကြွတနည်းအားဖြင့်ကျွန်တော်တို့ဂျိမ်းဘောဂျိမ်းဘောအုပ်စုတွေကြောင့်ပြာကြခဲ့ရတာဂျိမ်းဘောအုပ်စုတွေကြောင့်ဘမောမျိုးကြီးခင်ဗျားတို့ဘမောမျိုးကနေဘလောက်နှမျောမလဲဗျာ သူတို့အိမ်နေမိတဲ့လောင်ခဲ့ရတယ်ရကရကလည်းဗမောမျိုးကြီးဆိုတာကခင်ဗျချင်းမြန်ရဲ့ဒုတိယမျိုးတော်စီဝိုင်းအရန်ကောင်းပညာရေးအရန်ကောင်းအကုန်ကောင်းတယ်ဗမောမှာရှိတဲ့ခင်ဗျအဲ့မှာဒီဒီစိုက်ပျိုးရေးစီထွက်သီးနှံနေခင်ဗျတရုတ်မျိုးတနေ့တနေ့ပို့ပို့ရတဲ့တန်ချိန်မနေဘူးပဲအဲ့ဒီအဲ့ဒီကျွန်တော်တို့ဒီစီထွက်သီးနှံနေပဲဗမောမှာရှိတဲ့ဒေသကနေတော်တော်ကြီးကိုခင်ဗျချမ်းသာတယ်တချိန်ကခင်ဗျတရားပွဲဆိုဟီးနေအောင်ကျင်းပါခဲ့နေရဗမောမြာဗမောမှာခင်ဗျသွားပြီးတော့ဒီတရားဟောခဲ့တဲ့ဆရာတော်ကြီးတွေပေါ့ဗျာ ဆရာတော်ကြီးတွေခင်ဗျတရားပွဲတစ်ခေါက်သွားပြီဆိုအဲ့မှာရှိတဲ့ဗမော်သူဗမော်သားတွေကကျူတာခင်ဗျတိတ်ထောင်ကြီးရတယ်တိတ်ထောင်ကြီးရတယ်ခင်ဗျတကယ်ကိုခင်ဗျဘာသာရေးသာသနာရေးမှာတကယ်ကိုခင်ဗျအလူတန်းရေရောတဲ့မြို့ကြီးဗျလက်ရှိတော့ခင်ဗျဒီစစ်သွေးကြွဂျိမ်းဘောအုပ်စုတွေရဲ့လက်ချက်နဲ့ပြီးတော့ကျွန်တော်ဗမာ PD ရဲ့ NLD အတိုင်းဝိုင်းတဲ့လက်ချက်နဲ့ဗမော်ရွေးပြကြခဲ့ရတယ်ဗမော်ရွေးပြကြခဲ့ရတယ်အဲ့တော့တမတော်ကတော့ဗျာဒီပြန်လဲထူထောင်ရေးတမတော်အပြေဝပြန်လုပ်ပေးမှာပါကျွန်တော်တို့အချိန်တစ်ချိန်တော့ပြန်ဆောက်အောင်ပါဗျာ ပြန်ဆောင်ပါပေါ့အဲ့တော့ကျွန်တော်တို့ဒီတက်ပေါ်သားတွေဘမမရှိတက်ပေါ်သားတွေအတွက်ကျွန်တော်ဒီအပိုင်းမှာကျွန်တော်ဒီအပိုင်းမှာကျွန်တော်တို့ဒီငဏီသူအချိန်20လောက်မျိုးသီးဆက်ဆက်နဲ့ကြော်မယ်ကြော်ပြီးတော့ကျွန်တော်ရောင်းပို့ပေးမယ်ရောင်းပို့ပြီးတော့မှဖြစ်ပါတယ်နောက်တစ်အခြေအနေတစ်ခုကကျွန်တော်ဖားကတ်မှာဒီကနေ့မနက်ပိုင်းမှာကျွန်တော်တို့ရဲ့ဒီဆက်သွယ်မှုအရဆိုရင်ဒီ April April 23ရက်နေ့ကကျွန်တော်တို့ဒီ truck ဒီကားပိုင်းဘက်ကနေပြီးတော့ထွက်ခွာလာတဲ့ဒီတက်မတော်ရေးစစ်ကြောင်းတွေကဒီကနေ့မနက်ပိုင်းမှာဖားကတ်မြို့အနီးကိုရောက်သွားပြီတင်ရပြဖားကတ်မြို့ရဲ့ဒီကျိုးစုပိုင်းရောက်သွားပြီ ရောက်သွားပြီအဲ့တော့ဒီတက်မော်ရဲ့ဒီကျွန်တော်တို့ဒီလမ်းကြောင်းတစ်လျှောက်မှာဆိုအကြပတ်သမားရဲ့လမ်းမရရဲ့သူတို့တိုက်တယ်တိုက်တဲ့ခါမှာသူတို့ခုခံစစ်အနေနဲ့မတိုက်ရတယ်ထိုးစစ်အနေနဲ့မတိုက်နိုင်ဘူးအဲ့တော့ကျွန်တော်လက်မောင်းကြီးဒီပကုံးကြီးရှင်းပြီးတော့မတိုက်နိုင်ဘူးတက်မော်ကထိုးစစ်စင်နေတက်မော်ကဒီဒရုန်းနဲ့ကင်းထောက်တယ်တိုက်တယ်လက်နက်ကြီးနဲ့ကင်းထောက်တယ်နေမြေတော့ရောက်ရှင်းတယ်အပေါ်ကကျွန်တော်ဝင်ရနေပြီတက်မော်ဒီလေချောင်းကလည်းတော့ကြောက်ဘုံကျဲမှုတွေလောက်တယ်အကြပတ်သမားတော့ကြောက်တော့ကြောက်ရှုပ်ရှုပ်သွားတယ်နောက်ဆုံးမှလက်ရှိဒီတက်မော်ရဲ့ဒီစစ်ချောင်းတွေက ဘမုံမျိုးနှိ့ကိုရောက်သွားပြီအဲ့တော့တပ်မတော်ရဲ့တပ်မတော်ရဲ့လက်ရှိဒီစစ်ကြောင်းတွေကခင်ဗျာတောတိုးပြီးလာတာမဟုတ်ဘူးခင်ဗျာတကယ်မဟာဗျူဟာလမ်းကြီးတွေကလမ်းပေါ်ကနေလာတာလမ်းပေါ်နဲ့တက်ပြီးလာတာအချမ်းမသမိုင်းတောက်လျှောက်ပြေးတယ်တောက်လျှောက်ပြေးတယ်အဲ့တော့တပ်မတော်ကဒီဖားကောင်းလာတဲ့အခါမှာစစ်ကြောင်း၃ကြောင်းနဲ့လာတယ်လက်ရှိမှာတော့ဒီတပ်မတော်ရဲ့ဒီစစ်ကြောင်းတွေကဖားကတ်မျိုးကိုရောက်သွားပြီအဲ့တော့တိုက်ပွဲပြစ်တဲ့နေနေရာတွေကကျွန်တော်တရားကြီးတော်မှာအချမ်းမသမားတွေခုခံတယ်၊မူဝင်မှာခုခံတယ်၊နိုင်ရမှာခုခံတယ်၊ကပ်မော်မှာခုခံတယ်။အဲ့ဒီကြောင့်မှတော့ကျွန်တော်တိုက်ပွဲတွေပြင်းထန်ခဲ့တယ်။တိုက်ပွဲတွေပြင်းထန်ခဲ့တယ်။အဲ့တော့ ဖားကန်မြို့ကြီးမှာဖားကန်မြို့ကိုတပ်မတော်ရဲ့တပ်မတော်ရဲ့ဒီကျွန်တော်တို့ဒီစစ်ကြောင်းတွေရောက်ရှိသွားပြီးများမကြာမီကာလမှာကျွန်တော်တို့နေမြေရှင်းလင်းမှုတွေတောက်လျှောက်တောက်လျှောက်လုပ်ပါဘောဗျာပြီးခဲ့တဲ့ကာလကဒီတပ်မတော်ကဆုံချုံခဲ့ရတဲ့လက်လွတ်လိုက်ရတဲ့နေရာတွေမှာတပ်မတော်ကပြန်ပြီးတော့ဒီနေမြေဆုံးမှုတွေပြန်လုပ်မယ်အကြမ်းဖက်သမားတွေပြန်ရှင်းမယ်ပြီးတော့ကျွန်တော်ဒီဖားကန်မြို့နယ်မှာရှိတဲ့ဒီចောင်းသားចောင်းသူတွေဒီနေ့ရာသီမှာကျွန်တော်တို့စာတင်နိုင်မှုအတွက်တပ်မတော်ကနေမြေလုံးကျုံးကြီးဆက်လက်ဆောင်ရမယ်။အဓိကတပ်မတော်ကလက်ရှိကာလမှာကျွန်တော်စစ်ကြောင်းထိုးတာကစစ်ကြောင်းထိုးရခြင်းရည်ရွယ်ချက်ကတော့နံပါတ် ဖားကမ်းမြို့နယ်မှာရှိတဲ့ចောင်းသားចောင်းသူတွေចောင်းသားចောင်းသူတွေကလေးငယ်တွေပေါ့ဗျာចောင်းပြန်တက်ရဖို့စတက်ဖို့အတွက်တမလို့ကနေမြေရှင်းလင်းရေးတွေလုပ်တာနေမြေအဲ့ဒီနေမြေရှင်းလင်းမှုကတမောသားတွေကျွန်တော်ပေးဆပ်ရတာရှိတယ်တန်ရရတာရှိတယ်။ဘာကြောင့်လောက်ရလဲဆိုရင်ဖားကမ်းမြို့နယ်မှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေကလေးငယ်တွေစာတွေပြန်သင်ကြားခွင့်ရဖို့အသက်ကြီးရွယ်တွေလူလတ်ပိုင်းတွေအစိုးရကပေးတဲ့နိုင်ငံတော်ကပေးတဲ့ကျန်းမာရေးဆောက်ရှောက်ခွင့်ကိုအပြည့်အဝရဖို့အတွက်တမလို့ကကူညီပေးတာဆောင်ရွက်ပေးတာ ခင်ဗျားကြည့်လိုက်လေခင်ဗျား NUG ရဲ့ပညာရေးကိုဘယ်သူအမြန်ခင်ဗျားအတိမပြုလို့လဲ NUG ရဲ့တင်ရိုးဆိုတာလဲဗျာလက်ရှိဒီ NASA ကကရှိနေတဲ့ဒီပညာရေးဝန်ကြီးဌာနကရှိတဲ့တင်ရိုးပဲပြန်တင်တာပဲဒါပဲကဲအဲ့မှာဗျာဒီဒီဒီနိုင်ငံတော်ရဲ့ဒီပညာရေးဝန်ကြီးဌာနကထုတ်တဲ့တင်ရိုးညွှန်းတန်းကိုဒီ NUG အုပ်စုတွေကတင်တယ်ဒီ NASA ကကလည်းတင်တယ်ထားပါတို့ခင်ဗျားတို့မြင်အောင်ကြည့်လိုက်ဒီ NUG အုပ်စုတွေရဲ့တင်တဲ့တင်ရိုးကိုခင်ဗျားတို့မြင်အောင်ကြည့်လိုက်နော်ဟုတ်ပါပြီအဲ့မှာ NUG ကတင်လို့ကလင်းငယ်တွေ၁၀ထောင်အောင်သွားပြီပဲထားထားပါစို့တက္ကသိုလ်ဝင်တဲ့အောင်အောင်သွားပြီပဲထားပါစို့ အဲ့တော့ဒီကလေးတက္ကသိုလ်ဘက်မှဆက်တက်ကပါ NUG ရဲ့ NUG ရဲ့ဒီပညာရေးဝန်ကြီးဌာနကနေတက္ကသိုလ်ဝင်အောင်တက္ကသိုလ်ဝင်ဆောင်ဝေးပဲအောင်းသွားတဲ့ကလေးငယ်တွေဘယ်နိုင်ငံကအသိမှတ်ပြုလဲအဲ့ဒီကလေးတရုတ်ပြည်မှာတွတ်တက်လို့ရတာအနည်းဆုံးများခင်ဗျားတို့အများကြီးမကြည့်ပါနဲ့အားလုံးရောက်တဲ့ထိုင်းနိုင်ငံမှာတွတ်တက်ခွင့်ရလားထိုင်းနိုင်ငံကရော NUG ရဲ့ပညာရေးကိုအသိမှတ်ပြုလားဘသူမှအသိမှတ်မပြုဘူးတိမမပြူကဘာကအတိမပြူတာကတီစဲအစိုးရတီစဲအစိုးရရဲ့ ပညာရေးဝန်ကြီးဌာနအတိမတ်ပြုလက်မှတ်တာအတိမတ်ပြုတာခင်ဗျားတို့စဉ်းစားလေခင်ဗျားတို့လက်ရှိဒီ NUG ရဲ့အားဂျာကာလာပညာရေးတို့တောင်ကာလာပညာရေးတို့မြောက်ကာလာပညာရေးတို့ဘယ်နိုင်ငံကမှအတိမတ်ပြုလို့လဲအတိမတ်ပြုလို့လဲ လက်ရှိပါဗျာကျွန်တော်တို့ဒီသတင်းပြချောက်အောင်မယ်လက်ရှိဒီဂီတမ်ပရိုရဲ့စစ်ကြောင်းတွေကတော့ဒါကျွန်တော်တို့ဖာကတ်မျိုးရောက်သွားပြီဖာကတ်မျိုးရောက်သွားပြီဆိုရင်လက်ရခင်ကကျွန်တော်တို့ဒီဆုပ်လိုက်ရတဲ့နေရာတွေမှာပြန်ပြီးစကားထိုင်မယ်ပြည်နေပြည်ရှင်းလင်းမှုတွေလုပ်မယ်ပြီးတော့ကျွန်တော်တို့အဲ့မှာဒီစာတင်ကြောင်းတွေဖွင့်နိုင်ဖို့ပြန်ပြီးလုပ်မယ်ခလင်းငယ်တွေကြောင်းပြန်တက်တော့မယ်အဲ့တော့ဖာကတ်မှာရှိတဲ့ကြောင်းသားမိပါတွေပြောကြပါခင်ဗျားတို့ရဲ့သားသမီးတွေကြောင်းပြန်တက်ခွင့်ရတော့မယ်ဒီနေရာမှာကျွန်တော်တို့တဆက်တဲ့တင်ပြဖို့တခုကြံခဲ့တာကတမ်ပရိုရဲ့စစ်ကြောင်းတွေစစ်ကြောင်း၃ကြောင်းစစ်ကြောင်းကြီး၃ကြောင်း ဒါကျွန်တော်အင်းတော်ဘက်ကလာတယ်ဒီဒီဘက်ကကာမိုင်းဘက်ကလာတယ်စသဖြင့်ဒီ၃ချောင်းလာတယ်အဲ့လာတဲ့တမ်းတော်ရဲ့၈ချောင်းတွေကိုအကြမ်းဖက်သမားတွေကသူတို့ဒီပခုံးကြီးရှင်တိုက်ပြီးတော့မခုခံနိုင်ဘူး။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ရှိသမျှအင်အားတွေကိုဆိုဖားဒီဒီဘန်ပေါ်မှာတွားပြီးပြုံထားရတယ်။ဘန်ပေါ်မှာတွားပြီးပြုံထားတဲ့ကာကျတော့အကြမ်းဖက်သမားတွေတော်တော်လေးကျွန်တော်တို့အခက်ခဲရှိတယ်။အင်အားမရှိဘူးဗျာ။အင်အားမရှိဘူး။လက်ရှိအကြမ်းဖက်သမားတွေသူရှိသမျှအင်အားတွေအားလုံးဘန်ပေါ်မှာတွားပြီးတော့တွားတိုက်နေရတဲ့ဒါဖြစ်တာပေါ့။လက်ရှိရှိတမ်းဘရိုကတော့ကျွန်တော်တို့ဒါဖားကတ်မျိုး အနည်းကိုဆက်ပြီးတော့နေမေရှင်လုံးကိုဆက်လုံးမယ်တက်ဖက်မှာတော့ဝိုင်းပေါ့အဲ့တော့ဝိုင်းပေါ်မျိုးမှာလည်းတက်မတော်ကားဒီစာတင်ကြောင်းတွေပြဖွင့်ဖို့အတွက်ဒီအပိုင်းမှာကျွန်တော်နေမေရှင်လုံးမျိုးတောက်လျှောက်လုပ်နေတယ်နေမေရှင်လုံးမျိုးတွေပြီးသွားရင်တော့ကျွန်တော်တို့ဒီလက်ရှိကျောင်းဖွင့်ရာသီမှာဝိုင်းပေါ်မျိုးမှာရှိရဲကျောင်းသားကျောင်းသူတွေပြန်ပြီးကျောင်းတက်ခွင့်ရဖို့ကျောင်းတက်နိုင်ဖို့အတွက်စာတင်ကြောင်းတွေပြန်ပြီးဖွင့်သွေးတော့မှာဖြစ်ပါတယ်အဲ့တော့တက်မတော်ကဘာကြောင့်နေမေရှင်ရလဲဆိုရင်ကျွန်တော်တို့ရဲ့အတိုင်းပြည်အနာဂတ်ကလေးငယ်တွေပညာသင်ကြားဖို့ပညာသင်ကြားခွင့်ရဖို့အတွက်နေမေရှင်တာ ရှင်းရှင်းပြောပြပြည်သူလူထုနဲ့နေမြေရှင်းတာဒါပဲဒါကြောင့်ကျွန်တော်တပ်မတော်ကဘုံကျဲတယ်မလားကျဲပါဖြစ်လေတိုင်းပြည်တို့ကလိုအပ်လို့လုပ်တာကျဲတယ်ဗျာပါဖြစ်လေကဲအချမ်းမတမားတွေရှိတဲ့နေရာဘုံကျဲတာကျဲတယ်ဗျာကျွန်တော်ပြောတာရှင်းရှင်းလေးအချမ်းမတမားတွေရှိတဲ့နေရာဘုံကျဲတာကျဲမယ်ဗျာကဲကျဲမယ်ပြည်တွင်းစစ်မှာလေးမပြောင်းဘူးလေးပေါ်တဲ့ဘုံမကျဲရဘူးတိုက်လေမတော့အောင်လို့ဘယ်မှပြဌာန်းတာမရှိဘူးကကြလို့ပြောပြတ်တန်းလိုက်ဆိုကျွန်တော်ဖုန်းပို့လိုက်ကျွန်တော်ဖုန်းဖိုက်ပါပို့လိုက်ကျွန်တော်လည်းဖတ်ချင်လို့ကျွန်တော်တို့ရှာလို့မတွေ့ဘူး ပြည်တွင်းစစ်မှာဘုံမကျက်ရအောင်လို့တနေရမပြမထားတော့ဘူးကျဲကျင်နေတဲ့ဟာကျဲမယ်အကြမ်းသမားရဲ့ရှေ့နေတာကျဲမယ်တိုင်းပြည်တို့ကလိုအပ်လို့လှုပ်တာလှုပ်သိလှုပ်တိုက်လို့လှုပ်တာတိုင်းပြည်တို့ကလှုပ်တဲ့အရာမှန်တယ်မအလုံးတရားတယ်မျှတတယ်ကိုကျိုးတို့ကလှုပ်တာမဟုတ်တိုင်းပြည်တို့ကလှုပ်တာကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကြီးတို့ကလှုပ်တာအလုံးတရားတယ်